ါပါခင်ဗျာ MCN သတင်းထားကနေနေ့စဉ်တင်ဆက်ပြီးနေ Business Today ရုပ်သံစီစဉ်ကကြိုဆိုပါရစေ Business Today စီစဉ်ကနေနေ့စဉ်နိုင်ငံသုံးငွေကြေးပေါ်စင်တို့ရွှေစင်တို့စက်သုံးစီစဉ်တို့အပေါ်ဝင်တခြားစီးပွားရေးဆိုင်ရာထူးခြားတဲ့သတင်းတွေကိုတင်ဆက်ပေးနေမှာဖြစ်ပါတယ်ပထမအဆုံးအနေနဲ့နေ့စဉ်နိုင်ငံသုံးငွေကြေးပေါ်စင်တို့တွေကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်ဒီကနေ့2018ခုနှစ်မတ်လ29ရက်ဗိုလ်တော်ဘူးနေ့အတွက် ီရင်ပြပမှာလဲလဲနေကြတဲ့ငွေကြေးဈေးကွက်တွေအရဆိုရင်တော့ American Dollar ကိုမြန်မာကျပ်ငွေ1362ကျပ်ဥရောပ Euro ကိုမြန်မာကျပ်ငွေ1482ကျပ်စင်ကာပူ Dollar ကိုမြန်မာကျပ်ငွေ985ကျပ်တရုတ်တရွန်ကိုမြန်မာကျပ်ငွေ169ကျပ်အိန္ဒိယ Rupee ကိုမြန်မာကျပ်ငွေ20ကျပ်မလေးရှား Ringgit ကိုမြန်မာကျပ်ငွေ380ကျပ်နဲ့ထိုင်းတစ်ပတ်ကိုမြန်မာကျပ်ငွေ39ကျပ်ဝင်းကျင်အသီးသီးပေါက်ဈေးရှိနေပါတယ် ဒီနေ့ American Dollar ရဲ့ပြင်မပေါ်စီကတော့1358ကျပ်ဝန်းကျင်ရှိနေပါတယ်ခင်ဗျာဆက်လက်ပြီးဒီကနေ့အတွက်ရွှေစည်းနှုန်းအခြေအနေတွေကိုတင်ဆက်ပေးရမယ်ဆိုတော့ညနေ3:00နာရီအထိမြန်မာရွှေစည်းကွက်မှာ16ပေရီတကြသာအယောင်စီ6သိန်း2900ကျပ်နဲ့အဝယ်စီ6သိန်း2900ကျပ်စီဖြစ်ခဲ့ပါတယ်ကမ္ဘာရွှေစည်းမှာဆိုရင်တော့ Tetrain Ounce ကို1248ဒေါ်လာပေါက်စီရှိနေပါတယ် ဒီကနေ့အတွက်ပြည်ရင်းရွှေစည်းနှုံးတွေကတော့ချက်ကိုသိန်းအပေါ်မှာတည်ရှိနေပါတယ်ခင်ဗျာ။ကျောင်းမျိုးက73ဒီစည်းနှုံးအချင်းတွေကိုတင်ဆက်ပေးရမယ်ဆိုရင်ဒီဇယ်တလီတာကို685ကျပ်ကနေ905ကျပ်ဝင်ခြင်းပရီမီယံဒီဇယ်တလီတာကို910ကျပ်ကနေ930ကျပ်ဝင်ခြင်းအော်ဒိန်92တလီတာကို695ကျပ်ကနေ910ဝင်ခြင်းအော်ဒိန်95တလီတာကို935ကျပ်ကနေ960ကျပ်ဝင်ခြင်းအသီးသီးပေါက်ဈေးရှိနေပါတယ်။ ဒီကနေ့အတွက်ရန်ကုန်မြို့ရဲ့73ဒီဇင်းတို့နေကတော့ကြာစင်းနေပြီးတော့လက်လီရောင်းစည်းပေါ်မှုတွေကဇင်းတို့အနေငယ်ကွဲပြားနိုင်ပါတယ်ခင်ဗျာဒီကနေ့အတွက်စံစင်းတို့အခြေအနေကိုတင်ဆက်ပြရမယ်ဆိုရင်တော့အင်မတာစံညံတိတ်ကိုရေသွေးပေါ်မှုတီးပြီး1800ကနေ2000ကျပ်ဝင်းရင်ရှိပြီးစံညောပေါ်စံမွေတိတ်ကိုလည်းရေသွေးပေါ်မှုတီးက3000ကနေ3600ကျပ်တိရှိရဲ့လို့မြန်မာနိုင်ငံစံစံပေါင်းကုန်စည်တိုင်းဝါရန်ကနေသိရပါတယ်ခင်ဗျာ ဆက်လက်ပြီးဒီကနေ့အတွက်ရန်ကုန် Stock Exchange ဈေးကွက်ရဲ့နောက်ဆုံးအခြေအနေတွေကိုတင်ဆက်ပေးရမယ်ဆိုရင်တော့ FMI First Myanmar Investment Company Limited ကအစုရှယ်ယာတစုကို16500ကျန်နေဈေးပွင့်ထားပြီး16500ကျန်နေဈေးပိတ်ခဲ့ပါတယ်။ MDSA မြန်မာသီလဝါအစည်းအဝေး Foreign Public Limited ကတော့အစုရှယ်ယာတစုကို4100ကျန်နေဈေးပွင့်ထားပြီး4100ကျန်နေဈေးပိတ်ခဲ့တော့ MCV မြန်မာ Citizen Bank Limited ကတော့အစုရှယ်ယာတစုကို9500ကျန်နေဈေးပွင့်ထားပြီး9000ကျန်နေဈေးပိတ်ခဲ့ပါတယ်။ First Private Bank Limited ကအစုရှယ်ယာတစုကို3100ကျန်နေစီပြီ3100ကျန်နေစီပိတ်ခဲ့ပါတယ်ဒီကနေ့တော့ရန်ကုန် Stock Exchange ဈေးကွက်ရဲ့အခြေအနေတွေကတော့ဈေးနှုန်းအပြောင်းအလဲမရှိပဲတည်ငြိမ်နေပါတယ်ခင်ဗျာ MCN 3ရဲ့ Business Duty ရုပ်မြင့်တင်ကြားအစီအစဉ်တွေကို www.mcntv.news နဲ့ Facebook လူမှုကွန်ရက်စာမျက်နှာမှာတော့ MCN TV News ဆိုပြီးရှာဖွေကြည့်ရှုနိုင်ပါတယ် MCN ရုပ်သံတင်ထားတဲ့အစီအစဉ်တွေမှာကြော်ညာထည့်သွင်းလို့ရတဲ့ဆိုရင်တော့ဖုန်းနံပါတ် 39936394969ကိုဖြစ်စေ email လိပ်စာ news.mcn@gmail.com ကိုဖြစ်စေဆက်သွယ်နိုင်ပါတယ် MCN သတင်းထိုင် Business Radio ရုပ်မြင့်သံကြားအစီအစဉ်တွေကိုကြည့်ရှုအားပေးခဲ့အတွက်ကျေးဇူးတူတင်ရှိပါတယ်ကျွန်တော်အောင်ကျော်မူပါ